မင်္ဂလာပါဒီကနေ့မှာတော့ကိုဘွားရဲ့ဒီစိတ်ပိုင်းစိတ်ခံစားမှုပိုင်းနောက်ရုပ်ပိုင်းငွေကြေးပိုင်းတွေကိုအဲချက်ချင်းထိုင်းချုပ်နိုင်ဖို့လမ်းညွှန်ပေးတယ်လို့ပြောကြတယ်ကိုပိုင်စွန့်ရင်မြင့်နေတဲ့ဂျန်တဆောင်ထဲကအဓိကကြားတဲ့အတွေ့အခေါ်တချို့ကိုနည်းနည်းလေးအသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့အထူးသဖြင့်တိုနီရောဘင်းစ်ရဲ့စာအုပ်ကောင်းတို့ချက်တွေထဲကနေပြီးတော့လေလက်တွေ့ကျကျကိုဘွားမှာဘယ်လိုအသုံးချနိုင်မလဲဆိုတဲ့အချက်တွေကိုဆွဲထုတ်ကြည့်ဖို့ပါပဲဟုတ်ပါတယ် အဓိကကတော့သူ့စာအုပ်ထဲကနီလန်းဒီအများကြီးထဲကနေမှာပေါ့လေကိုဘွားကိုတကယ်ပြောင်းလဲဖို့အတွက်အသွင်ဝင်ဆုံးအထီရောက်ဆုံးထင်မဲ့အချက်တွေလီဝါလိုအချက်တွေကိုရှာကြည့်ကြဖို့ပါပဲဟုတ်ကဲ့တကယ်တော့ Robins ကိုရန်ကလည်းဟိုးရင်ကဆင်းရဲသည့်ရုံးကန်ထီရတဲ့ဘွားကနေအခုလိုအချင်းနေထီရောက်လာတာဆိုတော့လေသူ့နီလန်းဒီကစိတ်ဝင်စားဖို့ကောင်းတာတော့အမှန်ပဲပေါ့နော်ဟုတ်တာပေါ့ကောင်းပြီဒါဆိုပထမဆုံးအရေးကြီးတဲ့ချက်လေးနဲ့စလိုက်ကြအောင်အဲ့ဒါကတော့ဆုံးဖြတ်ချက်တည်းရဲ့စွမ်းအားဆိုတာပဲ။ ရောဘင်းစ်ကပြောတယ်ကျွန်တော်တို့ရဲ့ကံကြမ္မာကို ဖုံဖော်နေတာကကျွန်တော်တို့ကြုံရတဲ့အခြေအနေတွေမဟုတ်ဘူးတဲ့ကျွန်တော်တို့ချလိုက်တဲ့ဆုံးဖြတ်ချက်တွေပဲတဲ့အေးဒါကတကယ်ကိုအဓိကကျတဲ့အချက်ပဲဆိုတော့လေလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကချခဲ့တဲ့ဆုံးဖြတ်ချက်တေးသေးလေးလေးတွေကတော့အခုကို့ဘောက်ဘယ်လိုတက်ရောက်နေလဲဆိုတော့ပြန်ကြည့်လို့ရတယ်လေဟုတ်သူကအဓိကဆုံးဖြတ်ချက်၃မျိုးကိုပြောကြတယ်တက်ကလည်းကိုကဘာကိုအာရုံစိုက်မှလဲနှစ်ကကိုကြုံတွေ့နေရတဲ့ရတွေကကို့အတဘာတွေပဲရှိနေတာလဲနောက်၃က ိုလိုချင်တဲ့ရလက်ကိုရဖို့အတွက်ဘာလော့သွားမလဲဆိုတော့ပဲအဲ့ဒီသုံးခုကိုစုံဖြည့်ချလိုက်တဲ့အခြေကစပြီးဘွားရဲ့အလားရာကပြောင်းသွားနိုင်တယ်လို့သူကဆိုတယ်ဒီနေရာမှာတော်တော်လေးစိတ်တက်တက်ကြွစီရဥပမာတစ်ခုက at robust ပဲနော်လက်ပင်အောင်ပိုင်းဆိုလုံးဝလှုပ်ရှားလို့မရတော့တဲ့ချင်းနေဒါပေမဲ့သူကသူ့ရဲ့ကန့်တက်ချက်တွေကိုအရှုံးမပေးဘဲနဲ့တခြားမတန်ဆွမ်းသူတွေရဲ့ဘွားကိုမြင့်တင်ပေးဖို့ဆုံးဖြတ်ခဲ့တယ်ဟုတ်ပါတယ်အဲဆုံးဖြတ်ချက်တစ်ခုတည်းနဲ့သူ့ဘွားကတော့ တခြားသူတွေဘွားတွေပါအများကြီးပြောင်းလဲသွားစေခဲ့တာမှန်ပါတယ်အရေးကြီးဆုံးကလေဆုံးဖြတ်ချက်ချပြီးပြီဆိုရင်အဲလှုပ်ဆောင်မှုအစ်တတကခုပကုတ်ပါလာမယ်ဆိုတာပဲဆုံးဖြတ်တယ်လို့ပတ်ဆက်ကပြောနေပြီးတော့ဘာမှမလုပ်ဘူးဆိုရင်အဲ့တကယ်ဆုံးဖြတ်တာမဟုတ်သေးဘူးလို့သူကဆိုတယ်อืมဟုတ်တယ်ဆိုတော့တကယ်ဆုံးဖြတ်ချက်ဆိုတာကလှုပ်ဆောင်မှုနဲ့တိုက်ရိုက်ချိန်ဆနေတာပေါ့ပြီးတော့လေကြာရှုံးမှုဆိုတာမရှိဘူးရလက်တင်မရှိတယ်ဆိုတော့တွေးမျိုးနဲ့ကိုချော့ရတဲ့ဆုံးဖြတ်ချက်တွေနဲ့တင်ယူဖို့လိုတယ်ပေါ့ဟုတ်ပြီဒါပေမဲ့လေ နေစဉ်ဘွားမှာတာမန်လူတယောက်အတွက်တော့ဒီလိုပြပြသားသားဆုံးဖြတ်ချက်တွေခြာနိုင်ဖို့အထူးသဖြင့်ကိုယ်မှာရှိနေတဲ့အကျင့်အဟောင်းတွေကိုပြောင်းလဲဖို့ဆုံးဖြတ်တဲ့အခါကျရင်ဘလိုမျိုးစိတ်ဓာတ်ခွန်အားမွေးရမလဲနည်းနည်းတော့ခက်မယ်ထင်တယ်ဟုတ်ကဲ့ကောင်းတဲ့မြေကုန်မှာအဲအဲ့ဒီဆုံးဖြတ်ချက်တွေကိုဒီကလွှမ်းမိုးနေတဲ့အရာတစ်ခုခုကိုအញ្ញနားလည်ဖို့လိုလာပြီအဲ့ဒါကတော့ရောဘင်းပြောတဲ့အမျိုးအစွမ်းအားများပေါ့နာကျင်မှုဖိန် နဲ့ပျော်ရွှင်မှု pleasure ဆိုတာပဲအာဟုတ်ကျွန်တော်တို့လုပ်သမျှအရာအလုံးအားလေနာကျင်မှုကိုရှောင်ရဖို့ဂျာမမဟုတ်ပျော်ရွှင်မှုကိုရရှိဖို့ဆိုတဲ့မှောင်းလင်အားကြီးနှစ်ခုကြောင့်ပဲဖြစ်နေတာတဘဘက်အများစုကရေတိုးပျော်ရွှင်မှုလေရေတိုးမှနာကျင်မှုသက်သာတာလေးကိုပဲအာရုံစိုက်မိကြတော့လေရေရှည်မှကိုကိုကိုဒုက္ခပေးတဲ့အကျင့်တွေဖြစ်ကုန်ရောဥပမာ ကျမရဲ့နဲ့မင်းကြီးဒါစားလာရတဲ့ခဏတာပျော်ရွှင်မှုကြောင့်ရေရှည်ကျမရဲ့ဆိုတဲ့နာကျင်မှုကိုကိုယ်လည်းဖိတ်ခေါ်နေတာမျိုးပေါ့အတိအကျပဲအမ်စိတ်ဝင်စားစရာ ကောင်းတာတစ်ခုကကျွန်တော်တို့ဟာတကယ်နာကျင်စေတဲ့အရာထက်နာကျင်မှုကိုဖြစ်စေမယ်လို့ထင်နေတဲ့အရာကိုပိုပြီးကြောက်ကြတယ်ရှောင်ချတယ်လीဟုတ်ဟုတ်တကယ်ပြောင်းလဲမှုတစ်ခုဖြစ်လာဖို့ဆိုရင်ကိုယ်လက်ရှိ ခံစားနေရတဲ့နာကျင်မှုကို ဒီထက်ပိုပြီးတော့တီးမခံနိုင်တော့ဘူးဆိုတော့စိတ်ခံစားမှုတတ်မှတ်ချက် emotional threshold ကို ရောက်တော့ဖို့လိုတယ်လို့သူကဆိုတယ်။ဟွန်းဆိုတော့ရေရှည်တီးတက်နဲ့ပြောင်းလဲမှုအတွက်တောချက်ကပါလဲဆိုတော့ကိုယ်ဆွလွတ်ခြင်းတဲ့အကျင့်ဟောင်းကိုပြင်းထန်တဲ့နာကျင်မှုနဲ့စိတ်ထင်းမှချိတ်ဆက်ပြရမယ်။ပြီးတော့ကိုလိုချင်တဲ့အကျင့်တွေကိုတော့ကြီးမားတဲ့ပျော်ရွှင်မှုနဲ့ချိတ်ဆက်ပေးဖို့ပဲ။အဲ့ဒါကိုအာယုံကြော်ဆရာချိတ်ဆက်မှုများ neuro association လို့ခေါ်တာလား။ဦးနောက်ထဲမှာအလိုလိုချိတ်ဆက်သွားတဲ့ အတွေးလေတွေခံစားချက်လေးတွေလိုမျိုးလားဟုတ်ပါရဲ့အလိုရဖြောရဲ့အဲ့လိုမျိုးချိတ်ဆက်မှုပေါ့ယောဘင်စကတုကလေးလေးကိုမူရစေရဲ့ဆိုဂျိုရီပြတဲ့အခါအလွန်ပြင်းထန်တဲ့နာကျင်စရာပုံရိပ်တွေနဲ့ချိတ်ဆက်ပြခဲ့တယ်ဆိုတဲ့ဥပမာမျိုးပေါ့ဩဒါမှမူရစေဆိုတဲ့အရာနဲ့နာကျင်မှုဆိုတာကို အလိုလိုချိတ်ဆက်မိသွားလုံးတဲ့သဘောပဲဒီနည်းကိုကြုံရတယ်မှာလဲတုံးချချတာပဲလေကုန်ပစ္စည်းတစ်ခုခုကိုပျော်ရွှင်မှုဆွေးဆောင်မှုရှိတဲ့ပုံရိပ်တွေနဲ့ချိတ်ဆက်ပြီးပြတာမျိုးပေါ့ ဆိုတော့ကိုဘွားကိုထိန်းချုပ်ခြင်းနဲ့ဆိုရင်ကိုဦးနောက်ထဲကဒီလိုချိတ်ဆက်မှုတွေကိုကိုတိုင်းတတိထားပြီးကိုလိုချင်တဲ့ပုံစံဖြစ်အောင်ပြန်လဲပုံသွေးရမယ်ဆိုတဲ့သဘောပဲဒီနာချင်မှုပျော်ရွှင်မှုချိတ်ဆက်မှုတွေကရောဘယ်အရာပေါ်မှအခြေခံပြီးဖြစ်လာကြတာလဲဒါကကျွန်တော်တို့ကိုနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုစီခေါ်သွားပြီအဲ့ဒါကတော့ယုံကြည်ချက်စနစ်များ belief systems ပဲဟင်းယုံကြည်ချက်တွေဟုတ်ကဲ့ကျွန်တော်တို့ယုံကြည်ချက်တွေဆိုတာကလည်းမေကွန်ထုတ်ဆရာမလို့တဲ့အမိန့်ဒီလိုပဲ ကျွန်တော်တို့ဘလို့တွေးတယ်ဘလို့ခံစားလဲဘလို့ပြုမှုဆောင်ရွက်တယ်ဆိုတာတွေကိုလဲညင်နေတာခုနပြောတဲ့နာကျင်မှုပျော်ရွှင်မှုချိတ်ဆက်မှုတွေကိုယ်တိုင်ကလည်းကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေပေါ်မှာအများကြီးမူတည်နေတာပေါ့ဆိုလိုတာက တကယ်ရေရှည်တည်တံ့တဲ့ပြောင်းလဲမှုတစ်ခုလောက်ချင်တယ်ဆိုရင် အပြူမှုတစ်ခုတည်းကိုပြောင်းလို့မရဘူးပေါ့အဲ့ဒီအပြူမှုရဲ့နောက်ကွယ်မှာရှိရဲ့ယုံကြည်ချက်ကိုပါပြောင်းလဲဖို့လိုတယ်ဆိုတဲ့သဘောလားတည်ကြပါတယ်ကိုကပြောင်းလဲနိုင်တယ် ကိုထားတဲ့စံတုံအတစ်တွေကိုပြည့်မြင့်နိုင်တယ်ဆိုတဲ့တေချာမှု certainty စိတ်ထဲမှာရှိဖို့ကအရင်ရေးကြည့်တယ်။ယုံကြည်ချက်အများစုဆိုတာကလည်းအတိတ်ကကိုယ့်ရဲ့အတွေ့အကြုံတွေဥပမာနာကျင်မှုတွေပျော်ရွှင်မှုတွေပေါ့အဲ့ဒါတွေကိုကိုကပြေးတဲ့အတိတ်ပဲဖွင့်ဆိုချက်တွေကနေစဉ်သက်လာတဲ့ရေပြုံရဲ့ကောက်ချက်တွေပဲလေ။ဒီနေရာမှာဟိုတင်ယူထားတော့အကူအညီမဲ့မှု learned helplessness ဆိုတဲ့အယူအဆလည်းရှိတယ်နော်။မမိတယ်လား။ပြဿနာအခုခုကြုံလာတဲ့အခါတချို့လူတွေက တားဟာအမြင့်ကန်ဒီလိုပဲဖြစ်နေမှာ permanence ငါဘွားတခုလုံးကိုလွမ်းမိုးနေတာ pervasiveness တာငါကြောင့်ဖြစ်ရတာ personal ဆိုပြီးယူကြည့်လိုက်တဲ့အခါမှာ လုံးဝအရှုံးပေးလိုက်ကြတော့ဟုတ်တယ်ဟုတ်တယ်အောင်မြင်တဲ့သူတွေကတော့ပြဿနာတွေကိုယာယီကိစ္စတခုထိခြားကိစ္စတခုအဖြစ်ပဲရှုမြင်ကြတယ်လीအာဒါခဏလေးပါပြီးတော့မှာပါဒါကဒီတခုတည်းပါငါဘွားကြီးတခုလုံးတော့မဟုတ်ပါဘူးဆိုရက်ယုံကြည်ချက်မျိုးသူတို့မှာရှိကြတယ်อืม ဒါကြောင့်မလို့ကို့မှာရှိနေတဲ့ကိုယ့်ကိုအားနည်းစီတဲ့ယုံကြည်ချက်တွေကိုစင်ဟော်ဖို့မဲခွန်းထုကြည့်ဖို့လိုအပ်တယ်။နောက်ပြီးတော့ကိုဖြစ်ချင်တဲ့ပုံစံတိုင်းအောင်မြင်နေတဲ့သူတွေကိုဆန်နမူနာယူ role models ပြီးတော့သူတို့ရဲ့စွမ်းအားမြင့်ယုံကြည်ချက်တွေကိုမွေးစားဖို့ကြိုးစားတင်တဲ့ပုံနော်။ဟုတ်ပြီ။ယုံကြည်ချက်တွေကတော့ခိုင်မာနေပြီဆိုပါစို့။ဒါပေမဲ့လက်ရှိစိတ်အခြေအနေ state ကိုယ်တိုင်ကမကောင်းနေရင်စိတ်တကြနေရင်ပြင်းနေရင်အဲ့ဒါမျိုးဆိုရင်လေလှုပ်တင်တာကိုလှုပ်ဖို့ခက်ဦးမယ်ထင်တယ်လေ။ ဒီတော့လက်ရှိခံစားနေရတဲ့စိတ်အခြေအနေကိုချက်ချင်းဘယ်လိုပြောင်းလဲနိုင်မလဲကောင်းတဲ့အကူပြောင်းမှာပဲဒါကနောက်ထပ်အရေးကြီးတဲ့ကဏ္ဍဖြစ်တဲ့စိတ်အခြေအနေစီမံခန့်ခွဲမှု state management ပေါ့ Yobinska အ ध िကအခြေနှစ်ချက်ကိုပြောင်းလဲလိုက်ခြင်းအပြင်ကိုယ့်ရဲ့စိတ်အခြေအနေကိုချက်ချင်းပြောင်းနိုင်တယ်လို့ဆိုရဲတကရုပ်ပိုင်ဆိုင်ရာအမှုရာ physiology နှစ်ကအာယုံစုဆိုင်မှု focus ပါ physiology အဲ့ဒါကကုနေဟန်သာအသက်ရှူပုံမျက်နှာအမှုရာအဲ့လိုမျိုးတွေလားဟုတ်ပါတယ် ခန္ဓာကိုယ်အမှုရာအလုံးပေါ်စိတ်ခံစားမှုဆိုတာလှုပ်ရှားမှုနဲ့နေဖြစ်ပေါ်လာတဲ့ emotion is created by motion လို့သူကဆိုရယ်ဥပမာဖိုခုံးကိုတွဲကြပြီးခေါင်းငိုက်ဆက်ကြနေမယ်စားမမက်ရဲ့ရင်ကော့ခေါင်းမော့ပြီးပြုံးလဲယုံတဲ့ခံစားချက်ကပြောင်းထားနိုင်တယ်ဟုတ်အသက်ကိုပြင်းပြင်းလေးရှူတွင်းရှူထောက်လုံးလိုက်တာမျိုးပေါ့ဒါကြောင့်ကိုကိုကိုစွမ်းအားပေးရတဲ့အချိန်မျိုးမှာရှိစေခြင်းတယ်ဆိုရင် ကိုယ့်ရဲ့ physiology ကိုတတိထားပြီးတော့တက်ကြွတဲ့ပုံစံမျိုးချက်ချင်းပြောင်းလဲပြရမယ်။ဟွန်းဒုတိယချက်က focus ဆိုတော့အယုံစုဆိုင်မှုပါနော်။မှန်ပါတယ်။ ကျွန်တော်ဘာကိုအာယုံစိုက်နေတယ်လဲဆိုတာကကျွန်တော်ဘလို့ခံစားရမလဲဆိုတာကိုအဆုံးဖြတ်ဖင်းနေတာပဲစိတ်သက်ကြနေတယ်ဆိုရင်သတိထားကြည့်လိုက်ပါအတိတ်ကနောင်တရာဆရာတွေကိုပြန်တွေးနေတာဒါမှမဟုတ်ပစ္စုပန်မှာလိုအပ်နေတာတွေကိုစဉ်းစားနေတာဒါမှမဟုတ်အနာဂတ်အတွက်စိုးရင်ပူပန်နေတာတွေကိုအာယုံစိုက်နေမိလို့ဖြစ်ဖို့များတယ်ဟုတ်တယ်အဲ့ဒီအာယုံစိုက်မှုကိုပြောင်းပြဖို့အကောင်းဆုံးနည်းလမ်းကတော့ကိုယ့်ကိုယ်ကိုမေးခွန်းညီမေးချင်းပဲဩမေးခွန်းတွေကအာယုံစူးဆိုင်မှုကိုလမ်းကြောင်းပြောင်းပေးတယ်ဆိုတဲ့သဘောမျိုးပေါ့ အတိအကျပဲစဉ်းစားရဲဆိုတာကိုကမင်းခွန်းနေမေးပြီးအဖြေရှာတဲ့လုပ်ငန်းစဉ်ပဲလीဒါကြောင့်ပုံမှန်ကိုကိုကိုမင်းနေကြမင်းခွန်းနေကိုပြောင်းလိုက်ရင်အာယုံဆိုင်မှုပြောင်းသွားမယ်ခန်းစားချက်ပြောင်းသွားမယ်နောက်ဆုံးဘဝရဲ့အရေးသွေးပါပြောင်းလဲသွားနိုင်တယ်ဟွန်းဥပမာပေါ့လीပါလုံးတော့မှာပဲဒီပြဿနာတွေထင်နေရတာလေလို့မင်းနေမဲ့အစားဒီအချိန်နေမှာငါ့ကအခွင့်အလမ်းပါရှိနိုင်မလဲဒါမှမဟုတ်ဒီအချိန်နေကိုငါ့လိုချင်တဲ့ပုံစံဖြစ်အောင်ပါတယ်လုပ်လို့ရမလဲဆိုတော့မင်းခွန်းမျိုးပြောင်းမိကြတာပေါ့ဟိုပြန်ကောင်းမွန်တဲ့နန်းကဥပမာလေးတရိယာသွားတယ် ကားချော်ထက်သွားရင်နေရောင်ကိုကြည့်မနေနဲ့လေကိုသွားကျင်တဲ့လမ်းကြောင်းကိုပဲအာယုံဆိုင်ပါဆိုတာမျိုးလေဟုတ်ပါတယ်ဟုတ်ပါတယ်ကိုကြောက်တဲ့အရာကိုအာယုံဆိုင်နေရင်အဲ့ဒီစီကိုပဲရောက်သွားတတ်တယ်လေကိုရောက်ချင်တဲ့ပန်းတိုင်ကိုအာယုံဆိုင်မှအဲ့ဒီကိုရောက်နိုင်ရည်ရှိမယ်နောက်ပြီးတော့လေအာယုံဆိုင်တဲ့အရာတစ်ခုတည်းကိုတောင်ဘလို့ပုံဖော်ပြီးအာယုံဆိုင်တယ်လဲဆက်မို့တယ်လဲဒီဆိုတာကလည်းခံလားမို့ပေါ်မှာတက်ရောက်မှုရှိသေးတယ်အဲ့ဒါကဘလို့မျိုးလဲဥပမာစိတ်ညစ်စရာပုံရိပ်တစ်ခုကိုစိတ်ထမ်းမှမြင်ရောင်ကြည့်တဲ့အခါအယောင်မိန်မိန်လေး ဝေးဝေးမှာဒေးဒေးလေးလို့ပုံဖော်လိုက်ရင်ခန်းစားရတယ်ပြင်တာကရောသွားနိုင်တယ်အဲ့လိုမျိုးပေါ့အာဟုတ်ပြီဟုတ်ပြီအာယုံစုဆိုင်မှုကိုပြောင်းဖို့မေခွန်းလေးတုံးတယ်လို့ပဲကျွန်တော်တို့တုံးနေကြစကလုံးတွေဝဟာရတွေကလည်းခန်းစားချက်အပေါ်မှာတော်တော်လေးတက်ရောက်မှုရှိတယ်လို့ဆိုထားတယ်နော်ဒါလည်းအရန်အရေးကြီးတဲ့အချက်ပဲပြောင်းလဲမှုဖော်ဆောင်တော့ဝဟာရလို့သူကခေါ်တယ်စကလုံးတွေဆိုတာကကျွန်တော်တို့ရဲ့ခန်းစားချက်တွေအတွေ့အကြုံတွေအတွက်တဆိတ်ကတ်ပေးတာနဲ့တူတယ်လေဟုတ် a bit annoyed လို့ပြောင်းတုံးလိုက်ရင် ခံစားရတဲ့ဖြစ်အားချင်းကကွာွားလို့ဒါကကိုယ့်ရဲ့အနုလက္ခဏာစံတဲ့ခံစားချက်တွေကိုရှော့ချဖို့တုံးလို့ရတယ်လို့အပေါင်းလက္ခဏာခံစားချက်တွေကိုပိုပြီးတိုးမြင့်ဖို့လည်းတုံးလို့ရမှာပေါ့နော်ကောင်းတယ်လို့ပြောမယ်စားအန်အော့စီယာပဲ awesome သူချွန်တဲ့စသဖြင့်ပိုပြီးအားကောင်းတဲ့စကားလုံးတွေတုံးတာမျိုးမှန်ပါတယ်နောက်တစ်ခုကဥပမာခိုင်နိုင်ချက် metaphors တွေပဲကျွန်တော်တို့က AI ရာကိုနားလည်ဖို့အတွက်ဥပမာခိုင်နိုင်ချက်တွေကိုမြေတုံးနေကြတာဘဝဆိုတာ ဆိုပြီးကိုပေးလိုက်တဲ့ဥပမာကဘဝအပေါ်ကိုရဲ့ယုံကြည်ချက်ကိုဖော်ပြနေတယ်လို့ပဲကိုရဲ့အတွေ့အကြုံကိုလည်းပြင်ပြီးပုံဖော်ပေးတယ်ဟုတ်တယ်တဝါဆိုတာစစ်ပွဲလို့မြင်တဲ့သူနဲ့ဘဝဆိုတာကစားပွဲလို့မြင်တဲ့သူရဲ့ဘဝကိုချင်းကပ်ပုံခန်းစားပုံကွာကြမှာပဲဒါပေါ့ဥပမာဇွဲရှိဖို့အတွက်ကြောက်စစ်သမားဥပမာလိုမျိုးပေါ့အချက်ပေါင်းများစွာထူးပြီးတော့မှနောက်ဆုံးတစ်ချက်မှကြောက်တုံးကြီးကွဲသွားပြီမဲ့အောင်မြင်မှုဆိုတာအဲ့ဒီနောက်ဆုံးတစ်ချက်တည်းချာမဟုတ်ပဲ အရှိကထူးခဲ့တဲ့အချက်တွေအားလုံးကြောင့်ချက်တဲဆိုတာမျိုးလီอืมအဲ့ဒါမျိုးကဇွဲမလျှော်ဘူးဟွန်အားပေးတဲ့ဥပမာပဲဟုတ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ကိုစွမ်းအားမြင့်ပေးမယ်ကိုလိုချင်တဲ့ဘဝပုံစံမျိုးနဲ့ကိုက်ညီမယ်ဝဟရရီဥပမာခိုင်းနှိုင်းချက်တွေကိုတတိရှိရှိနဲ့ရွေးချယ်ပြီးတုံးဆွဲဖို့လိုအပ်တယ်ပေါ့ကောင်းပြီဒီဆုံးဖြတ်ချက်တွေယုံကြည်ချက်တွေစကလုံးတွေအဲ့ဒါဒီအားလုံးရဲ့နောက်ခွဲမှာကျွန်တော်တို့ကို တိတ်တဆိတ်လမ်းညွန့်ပေးနေတဲ့ပိုပြီးအခြေခံကြတဲ့ຢာတွေကတော့ဘာတွေဖြစ်နိုင်မလဲကဲဒါကတော့ကျွန်တော်ရဲ့တန်ဖိုးများ values နဲ့အမှတ်လက္ခဏာ identity ပဲဖြစ်ပါလိမ့်မယ်တန်ဖိုးဆိုတာကကိုယ့်အတွက်ဘာကရည်ကြီးဆုံးလဲဆိုတာကိုဆုံးဖြတ်ပေးတယ်ကိုယ့်ပိုင်ညွန့်ချချက်တွေပဲဟုတ်ကဲ့ဒါတွေကကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေအလုံးကိုလွှဲမိုးနေတာကိုကဘာကိုရောက်ယူဖို့ moving to our values ဥပမာပြောရွှင်မှု အောင်မြင်မှုစူးစမ်းနေရလဲဘာကိုရှောင်ရှားဖို့ moving away from values ဥပမာငင်းပယ်ခံရမှာကြရှုံမှာစူးစမ်းနေရလဲဆိုတာ၄ပေါ့အဲ့ဒီမှာရီမန်းချက်တန်ဖို့ ends values နဲ့နီလန်းတန်ဖို့ means values ဆိုတာလည်းရှိသေးတယ်နော်တကယ်လို့ရင်းနဲ့ခန်းစားချက် and ကိုမိတ်ပြီးတော့အဲ့ဒီခန်းစားချက်ကိုရဖို့နီလန်း mean လို့ထင်တယ်ရတယ်ဥပမာပိတ်ဆံတို့ပါတော့အဲ့ဒါတွေနောက်ကိုပဲလိုက်ရင်းနဲ့လမ်းပြိုသွားတာတဲ့ဆိုတာမျိုးဥပဒေကိုအစင် like hierarchy ဘယ်လိုတတ်မှတ်ထားတယ်ဆိုတာကလည်းအရေးကြီးတယ် ဘယ်တန်ဘိုကကိုတပ်ပိုးပြီးအရေးကြီးတယ်လဲဆိုတာမရှင်းလင်းရင်ဒါမှမဟုတ်ကိုတန်ဘိုးရေကအချင်းချင်းပฏิပခဖြစ်နေတယ်ဆိုရင်ဆုံးဖြတ်ချက်တွေချဖို့ခက်ခဲတာတယ်။ဟွန်းဒါပေမဲ့ဒီတံပိုးတွေအားလုံးထပ်ပိုးပြီးအခြေခံကြပြီးတော့ကိုယ့်ရဲ့အပြုမှုကိုအစွန်းဆုံးထိန်းချုပ်နေတာကတော့ကိုယ့်ရဲ့အမတ်လက္ခဏာ identity ပါပဲ။ကိုဘသူဖြစ်တယ်ဆိုတဲ့အဓိကယုံကြည်ချက်ပေါ့။ identity အဲ့ဒါကကိုယ့်ရဲ့တသမတ်တိဖြစ်မှုကိုပုံဖော်ရဲဆိုတဲ့ဘောလား။ဆိုလိုတာက ကိုကိုကိုဘလို့လူမျိုးလိုယုံကြည်ထားတယ်လဲအဲ့ဒီယုံကြည်ချက်တိုင်းပဲပြည်မှုနေခိုက်တတ်တယ်ဆိုတာမျိုးလားအတည့်ရကြပဲကျွန်တော်တို့ဟာကိုယ့်ရဲ့ identity နဲ့ကိုင်းနေအောင်မြဲတမ်းနေထိုင်ဖို့စူးစမ်းကြတယ်ဟောစစ်တုံးပန် POW တွေကိုသူတို့က communist အထောက်အကူပြုသူဖြစ်တယ်လို့ဖြည်းဖြည်းချင်းယုံကြည်လာအောင်လုပ်တဲ့အခါမှာသူတို့ရဲ့အပြုတ်မှုတွေပါပြောင်းလဲသွားတဲ့ဥပမာမျိုးရှိတယ်လေအော်ဟုတ်ဒါကြောင့်ကိုယ့်ရဲ့လက်ရှိ identity ကကိုကိုအားနည်းစေတယ်၊ကန့်သတ်ထားတယ်လို့ခံစားနေရတယ်ဆိုရင် အဲ့ဒီ identity ကိုတတိရှိရှိနဲ့ပြန်လဲတတ်မှတ်ဖို့တိုးချဲ့ဖို့လိုအပ်တယ်။ဥပမာငါကစိလေတောက်တဲ့သူဆိုတဲ့ identity ကနေငါကကျမယိုလိုက်စားတဲ့သူဆိုတဲ့ identity ကိုပြောင်းလဲပြီးမွေးမြူလိုက်တာမျိုးပေါ့။ဒါဆိုရင်ကိုဘသူထိချင်တယ်လဲဆိုတာကိုအရင်ဆုံးတတ်မှတ်ရမယ်။ပြီးတော့အဲ့ဒီလိုလူမျိုးတယောက်မှာရှစ်စင်းတဲ့ယုံကြည်ချက်တဲ့တန်ဖိုးတွေအပြုမှုတွေကိုစတင်ပြီးတော့မွေးမြူရမယ်၊ကျင့်သုံးရမယ်ဆိုတဲ့သဘောပေါ့။ဟုတ်ပါတယ်။ဒါတွေအားလုံးကိုခြေဆက်ပြီးတော့အသက်ဝင်စေမယ်။နောက်ဆုံးအထိခတ်တော့ချက်ကတော့ခဲနေပါပဲ။ constant and never ending improvement ပေါ့စင်ဆက်မပြတ်တိုးတက်မှုဆိုတဲ့အတွေးခေါ်ပါအာဒါကဂျပန်ရဲ့ kaizen နဲ့ဆင်တူတယ်နော်ဟုတ်ပါတယ်ဒေါက်တာဒင်းမင်ရဲ့အရေးတွေးမြင်တင်ရေးအတွေးခေါ်တွေကနေလာတာပါအဓိကယုံကြည်ချက်ကတော့အောင်မြင်မှုဆိုတာတစ်ချိန်နဲ့ခုန်ပြန်ကျော်လွှားလိုက်တာမျိုးထက်စင်ဆက်မပြတ်တင်းငယ်တဲ့တိုးတက်မှုလေးတွေကိုနေ့စဉ်နဲ့မဲ့လုံဆောင်သွားခြင်းကနေရရှိလာတာဖြစ်တယ်ဆိုတာပါပဲอืมဆိုတော့ဒီနေ့ဆွေးနွေးခဲ့တဲ့ ဒီနီလာနေအတွေးခေါ်တွေကိုကို့ဘွားရဲ့ကာနာထိထိမှာနည်းနည်းချင်းစီထွက်ပြပေါ့လေနေ့စဉ်တိုးတက်အောင်စူးစမ်းကြည့်အတုံးချက်သွားဖို့ကအရေးကြီးဆုံးပဲကမ်းပါပြီဒါဆိုရင်ဒီကနေ့ကျွန်တော်တို့ဆွေးနွေးကြတာတွေကိုပြန်ပြီးခြုံငုံကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့မှာကို့ဘွားရေတွေကိုဖုံဖော်နိုင်တဲ့ဆွမ်းအားတွေအပြည့်ဝရှိနေတယ်ဟုတ်ကဲ့အဲ့ဒီဆွမ်းအားကိုတတိရှိတဲ့ဆွမ်းဖစ်ချက်တွေချမှတာနာချင်မှုနဲ့ပျော်ရွှင်မှုကို ကိုလိုချင်တဲ့ရလက်အတွက်အတုံးချတာ စွမ်းအားမြင်ပေးတဲ့ယုံကြည်ချက်တွေကိုမွေးမြူတာကိုယ့်ရဲ့စိတ်အခြေအနေကိုရုပ်ပိုင်းဆိုင်ရာနဲ့အာယုံစူးစိုက်မှုကနေတဆင့်ထိမ့်ချုပ်တာ ကိုထုံးတဲ့ဘာသာစကားဝေါ်ဟာရာဥပမာကိုတတိရှိရှိ ပုံဖော်တာ ကိုယ့်ရဲ့တံပိုးနဲ့အမလက္ခဏာကိုတတိရှိရှိပုံဖော်တာတွေကနေတဆင့်ရယူနိုင်တယ်ပေါ့ဟုတ်ပါတယ်အဓိကကတော့တီးပြီးရင်လက်တွေလှုပ်ဆောင်ဖို့ရပြီးတော့ ဘတော်မှမရက်တယ်မဲစင်ဆက်မပြတ်တော့တက်အောင်ခဲနေစ조사နေဖို့ပါပဲဒီအသိပညာတွေကိုလက်တွေ့အသုံးချပြီးတော့နေ့စဉ်တော့တက်အောင်조사နေခြင်းကသာတကယ့်အောင်မြင်မှုကိုဆောင်ရင်းပေးနိုင်မှာပါပြီးတော့နောက်ဆုံးအနေနဲ့နားထောင်နေသူတွေအတွက်စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့ဒီပြောင်းလဲမှုကီရတဲ့အတွေ့အခေါ်တွေအလုံးကိုချုံပုံပြီးတောင်းတကြည့်လိုက်ပြီးတော့ဒီအခြေခံမှုတွေပေါ်မှာအခြေခံပြီးတော့ကိုယ့်ရဲ့ဘဝအတွေ့အကြုံကိုစတင်ပြီးပြန်လဲပုံဖော်ပေးနိုင်မယ့် ဒီနေ့ကစပြီးချက်ချင်းလှုပ်ဆောင်နိုင်တဲ့တင်းကေပြီးမဲ့တတမတ်တီလှုပ်သွားလို့ရမယ်လှုပ်ဆောင်ချက်တစ်ခုကဘာဖြစ်နိုင်မလဲအဲ့ဒီပထမဆုံးခြေလှမ်းလေးကိုကိုယ်အတွက်ရှာဖွေဖော်ထုတ်ပြီးတော့စတင်ကြည့်ဖို့စဉ်းစားကြည့်စေချင်ပါတယ်ခင်ဗျာ။